အမေမင်္ဂလာပါခင်ဗျာကျွန်တော်တို့ YouTube channel ကနေနေထွေးစွာကြိုဆိုလိုက်ပါတယ်ကျွန်တော်တို့တော့ဖြစ်ပါအခုဖက်ပြမှာကတော့ဆိုင်းဆရာရွှေဦးတော်ရေးသားထားတဲ့ဒရားမပေါ်ဘဲထူးခြားစွာတတ်တော်အမှုကိုစုံထောက်ပုံဆိုရဲစွန်တော်ဦးဆန်ရှောင်းဝတ္ထုတို့တပုတ်ကိုဖက်ပြမှာဖြစ်ပါတယ်နားဆင်ပြေကြပါခင်ဗျာဒရားမပေါ်ဘဲထူးခြားစွာတတ်တော်အမှုကိုစုံထောက်ပုံမိုးကလေးတစ်စိမ့်စိမ့်ရွာသွန်းရက်ရှိသောတညသောအချိန်၌ကျွန်တော်နှင့်မောင်ဆန်ရှားတို့သည်အင်းရှိဧကန်းတွင်ထိုင်ကာမောင်ဆန်ရှားကသတင်းစာတစ်စောင်ကိုဖက်လျက် ကျွန်တော်မှမူအင်္ဂလိပ်ဝိတ္ထုစာအုပ်တစ်ခုကိုပြင်းပြင်းရင်းရင်းနဲ့တောင်းလဲမြောက်လန်လျက်ရှိကြစဉ်တကားသည့်ရုပ်တရက်ပွင့်လာ၍အသက်20ခန့်ရှိလူလင်ပြိုတယောက်သည်အခန်းတွင်သို့ဝင်လာလေ၏ထို့သူသည်မောင်ဆန်ရှားအိမ်၌ရှိချောင်းကိုထိရသည်နှင့်တပြိုင်နက်ထီးဟုတစ်ခုသောဒေါင်း၌ထောင်ထား၍ရွှဲဆွဲဆူလျက်ရှိသောမိုးကင်အင်ကြီးကိုချုပ်ပြီးလျင်မောင်ဆန်ရှား၏အနီးရှိကလဲထိုင်၌လာရောက်ရထိုင်လေ၏ထို့သူမှာအရွယ်အားဖြင့်နုနယ်သည့်အပြင်အစင်းအင်္ကာမှလည်းမမွင်ရင်ရှိ၍ကောင်းမွန်သောဝိတ္တုကိုတတ်ရက်စွာဝတ်ဆင်လျက်ရှိလေ၏ ထိုအချင်းရာတို့ကိုတွေ့မြင်ရသဖြင့်သူသည်အတော်အတန်ခိုင်လုံသောအမိဖာတို့မှဆင်းသက်ပေါက်ဖွားကြောင်းထင်ရှားသည်မှန်တော်လဲမျိုးလုံးတို့မှာကနာမငိမ့်ပဲတောင်းချီမြောက်ချီရှိနေပုံကို၎င်းကလထိုင်၌ထိုင်နေစဉ်ပင်ဖင်တချွတ်ချွရှိနေသည်ကို၎င်းထောင့်ချီခဲ့သည်ရှိသော၎င်း၏ကိစ္စသည်အရေးကြီးလာသည့်အပြင်တစုံတရာအတွေ့စိုးရိမ်မကင်းဖြစ်နေကြောင်းမှလည်းထင်ရှားပေ၏ထိုသူသည်ကလထိုင်တွင်ထိုင်ပြီးနောက်မိမိမှာရေဆက်ဆက်ကြလျက်နှင့်သူတစ်ပါး၏အိမ်တွင်းသို့ဝင်လာရခြင်းကိုအာနာသည့်လက္ခဏာဖြင့်တောင်းပန်လျက်ရှိရာ မောင်ဆန်ရှားကမူအာနာဘူးမရှိကြောင်းနှင့်ပြောဆို၍ထီးကိုဖြန့်ပြီးလျင်မုခအင်ချီကိုလည်းတွေ့ချောင်းအောင်ဖြန့်ကာ၍ပေးလေ၏ထို့နောက်ထိုသူကကျွန်တော်နာမည်မောင်ပါဝင်းပါခမဥဆန်ရှားထံအကြံဉာဏ်တောင်းချင်လို့လာခဲ့ပါတယ်အကြံပေးတာတော့လွယ်ပါတယ်မောင်တတ်နိုင်အကူအညီတောင်းချင်လို့ပါခမဒါတော့ဒီလောက်မလွယ်ဘူးဥဆန်ရှားအချောင်းကိုဥထုမင်းပြောပြလို့ကျွန်တော်ချားပါတယ်ခမသူကိစ္စတော့ကလည်းဥကယ်လို့သား နှုတ်မုံရင်ဖြင့်အချက်ကြီးကွဲဖို့ဆိုပါရယ်ခမဘဲကဥထုံးမင်းလဲကျုပ်ဘုံကဥထုံးမင်းလားမှန်ပါတယ်ခမကျွန်တော်ကလည်းအင်းစိန်ကပါပဲကိုင်းကိုင်းမအောင်ကြောင့်ကိစ္စကိုပြပြဆင်းမအောင်ရှားကြရအောင်ဦးလဲဒီဘက်ကတော်တော်အတွေ့အကြုံများခဲ့တယ်ဆိုတာကျွန်တော်ကြားဥပါရယ်ခမတိုးတော့ယခုကျွန်တော်ပြပြမယ့်ကိစ္စတော့ထူးဆန်းတဲ့ကိစ္စတော့ဥတွေ့ဘူးမှမထင်ပါဘူးခမอืมကြုံမတွေ့ဘူးမကြုံဘူးလောက်အောင်ထူးဆန်းနေဆိုရင်ဖြင့်တော်တော်ကိုပဲဆင်းရလိမ့်မယ်မောင်ကြီး စမ်းပါတယ်ခင်ဗျာအပုံကြီးစမ်းပါတယ်တကယ်ဖြစ်တာနဲ့တော့မတူဘူးစိုက်စရာစိတ်ကူးနဲ့ထွင်ပြီးရေးသားထားတာနဲ့တော့တူနေပါတယ်ခင်ဗျာပြောစမ်းပါအောင်မအစကအဆုံးတိုင်းစုံစုံပလင်လင်ပြောတော့မရှင်းလင်းလာချင်းကြုတ်ထက်ပြီးမိမယ်ကြာလားခွဲကမမဝင်းကအောက်ပါအတိုင်းပြောချပလိကောင်းပါပြီဥဆန်ရှာခင်ဗျာဒီလိုပါခင်ဗျာကျွန်တော်အဖိုးမှာတားနေရောက်ရှိပါတယ်ခင်ဗျာအကြီးကဥချစ်ဆွေပါတဲ့အငယ်ကဥတင်ဖေးတဲ့ အကြီးရတော့ငငယ်ကလေးကဘင်္ဂလားလို့ပြီးစတင်နေတဲ့ဥစ္စာတခါတည်းပြန်မလာတော့ပါဘူးခင်ဗျာအငငယ်ကတော့ဘကုမအင်အောင်ချပြီးကျွန်တော်ကိုမွေးပါတယ်ခင်ဗျာကျွန်တော်အဖဥတင်ဖေကစဘာအယောင်းဝယ်လုပ်ပြီးအသက်40ကျော်ကျော်လောက်မှစီးပွားဥစ္စာတော်တော်စုဆောင်းမိပြီးအလုပ်မလုပ်တော့ပဲလေယာချောင်းမြေကလေးများဝယ်ပြီးခက်အေးအေးပဲနေထိုင်ခဲ့ပါတယ်ကျွန်တော်အမေကတော့ကျွန်တော်ငငယ်ကပဲဆုံးရှာပါတယ်ခင်ဗျာဒါနဲ့ကျွန်တော်တို့ဘာကြီးဥချစ်ဆွေအကြောင်းလုံးလုံးကြီးတည်င်းငုံနေလိုက်တာ လွန်ခဲ့တဲ့ကမ္ဘာစစ်ကြီးမှာမှအင်္ဂလိပ်အစိုးရလက်အောက်မှာဂျမရာအဖြစ်နဲ့မက်ဆိုဖိုဒေမီယာကိုလိုက်သွားကြောင်းကြားပြမှာလေခင်ဗျာစစ်ထက်ကပြန်လာတော့လေမြန်မာပြည်ကိုပြန်မလာပဲအိန္ဒိယပြည်ယူရီးယားပြည်များမှာစီးပွားဥစ္စာရှာပြီးလူပြိုကြီးအဖြစ်နဲ့နေကြကုန်ကူးတန်းရောင်းဝယ်မှုမှာအတော်ပဲကျွမ်းကျင်နားလည်တဲ့အတွက်ဥစ္စာရှင်တွေအတော်ပင်စုဆောင်မိကြောင်းများကိုလည်းကြားသိရပါတယ်ခင်ဗျာဒီလိုနဲ့ကြားနေရတော့တနေ့တော့ဘုံဆိုဘကြီးကမြန်မာပြည်ပြန်လာပြီးအင်းစိန်မြို့ရွာမတဲမှာမြေယာဝယ်အင်ကြီးဆောက်ပြီး တစ်ယောက်တည်းနေပြန်ပါရောခင်ဗျာကျွန်တော်တို့ဘကြီးကဘက်နဲ့လူကြီးလည်းမဆုံနိုင်ဘူးဆွေမျိုးရင်းချရဲ့လို့ကျွန်တော်အဖေတစ်ယောက်ပဲရှိတယ်ဒါတောင်မှတဲပြီးအကျွမ်းတဝင်မနေဘူးခင်ဗျာသူပြန်လာချောင်းကိုအချောင်းချောင်းတော့ပဲကြားတယ်ကျွန်တော်တို့ကြီးကိုတောင်တစ်ခါမှလာလို့မလဲဘူးခင်ဗျာသူ့ဘာသာသူအင်ကြီးတစ်ဆောင်ထဲမှာအစီကံတစ်ယောက်နှစ်ယောက်နဲ့နေတာပဲဘယ်သူနဲ့မှအပေါင်းအသင်းမလုပ်ဘူးဗျာမနေ့တိုင်းတို့တချောင်းနဲ့ထွက်ပြီးလမ်းလျှောက်ပြန်လာအရက်တော့ဘသူနဲ့မှလည်းစကားမပြောဘူးအခန်းထဲမှာသူပိတ်ပြီးအရက်ကြီးပဲတောက်နေတာပဲခင်ဗျာ အရက်တောက်ပြီးစေးထံတောက်စေးထံတောက်ပြီးအရက်တောက်ဒါလုံနေတာပဲဗျအရက်ပလင်ပေါင်းတလားကို30ကျော်40ခမစေးထံစေးဘူးပေါင်းကလည်း10လုံး12လုံးတော့ကိုမလိုက်မယ်ခမဒါနဲ့တနေ့တော့ကျွန်တော်တို့သားအဖအနေရောက်သူ့အိမ်သွားပြီးလဲကြပါတယ်လဲကြတော့ဘာကြီးကကျွန်တော်ကိုမြင်မြင်ချင်းပဲတော်တော်ချစ်ခင်တဲ့လက္ခဏာရှိပါတယ်ခမကျွန်တော်ကိုပြန်ခေါ်မသွားပါနဲ့တော့သူနဲ့ပဲအတူတူထားခဲ့ပါတော့လို့ကျွန်တော်အဖေစီမှာတောင်းတယ်ခမတောင်းတော့အဖေကလည်းအခုကိုကြောက်နေတာကတကြောင် ပစ္စည်းအမွေနှင့်ကိုလည်းတတော်မျိုးမြင်စရာရှိတာကတကြောင်လုံလုံကျွန်တော်ကိုဗာကြီးနဲ့အတူထားပစ်ခဲ့ပါတယ်ခင်ဗျာထွေကဥဆန်ရှာကအဲ့တုန်းကမောင်ရဲ့အသက်ကဘယ်ရွယ်လဲခင်ဗျာ16နှစ်တာလောက်ရှိပါပြီခင်ဗျာစူပေါင်းစူပေါင်းဒါနဲ့သူနဲ့နေရရတဲ့အခါမှာတော်တော်တော့ကျွန်တော်အပေါ်မှာအလိုလိုက်ရှာပါတယ်ခင်ဗျာ ျွန်တော်လိုချင်တာဆိုရင်ဘာဟာမဆိုဝယ်ပေးတာပဲအခုဆက်ပင်အခုမတော်ဆိုင်ကယ်အဝတ်ဆိုရင်လည်းအမျိုးမျိုးဖက်နှက်ဆိုရင်လည်းအမျိုးမျိုးစားတာတောက်တာကလည်းအရှံပဲပါပဲခင်ဗျာဒါထည့်ပြောအောင်မယ်ကျွန်တော်ကဘာကြီးရင်အပေါ်တက်ကသူအိတ်တဲ့အိတ်ခန်းအနီးမှာအခန်းကလေးတစ်ခုရှိတယ်ခင်ဗျာဒီခန်းကိုတော့သူဘယ်တော့မှဖွင့်တယ်လို့မရှိဘူးအခန်းကလေးကိုလည်းဘယ်ခါမှဆိုသူဝက်ပြီးထားတယ်တနေ့တော့ကျွန်တော်ကဒီအခန်းထဲမှာဘာများထူးတယ်လဲလို့သိချင်တာနဲ့တကားကြကချောင်းပြီးကြည့်တော့ထူးထူးဆန်းဆန်းရယ်လို့မတွေ့ရပါဘူးခင်ဗျာ တန်တိတာဟောင်းကြီးတစ်လုံးနှလုံးအထုပ်အပုံသုံးလေးခုဒီပြင်တော့ဇလုံးပက်တွေအင်းလုံးပက်တွေလောက်ပဲကျွန်တော်တွေ့ရပါတယ်ခင်ဗျဒါနဲ့ဒီလိုနေကြတော့တနေ့မှာတော့ကျွန်တော်ဘာကြီးမှစတဲ့ဆောင်ရပါရောခင်ဗျဒီစာရတော့ကျွန်တော်လည်းဘာကြီးနဲ့ထမင်းစားနေကြတာခင်ဗျဒီတော့ကျွန်တော်ကအဖေ့စီရစာများလားလို့စာအိတ်ကိုလမ်းကြည့်လိုက်တော့စာအိတ်ပေါ်မှာရိုက်ထားတဲ့တစိုက်ကပုံပိုင်မျိုးတယ်ခင်ဗျဒီတော့ကျွန်တော်ကအိန္ဒိယပြည်မှာအနေကြလာတော့ဟိုကမိတ်ဆွေများစီကစာထင်ရဲလို့အမတ်တမဲ့နေတော့ဘာကြီးကစာအိတ်ကိုဖြန့်ချပြီ ်ဗျုံးကနေဆိုလန့်ပြီးអော်လိုက်တယ်ခမဒီတော့ကျွန်တော်ကဘလို့ဟာကြီးပါလဲဆိုပြီးဘာဘာကြီးမျက်နှာကိုမော့ကြည့်လိုက်တော့တကယ်ပဲခမတစေ6လာမြင်လိုက်ရတဲ့အတိုင်းပဲမျက်လုံးပြူပြူမျက်စံပြူပြူနဲ့အင်မတန်ကြောက်နေတဲ့လက္ခဏာကိုခမဒီတော့ကျွန်တော်ကပဲပြပြီးသူ့လက်ကစာအိတ်ကိုလမ်းကြည့်လိုက်တော့စာအိတ်ထဲမှာဘာစားမှလည်းမပါဘူးခမမွေရည်ကလေးတစ်ပိုင်းပါပါတယ်ခမဒါဆိုမောင်ဘကြီးကမွေးကြောက်တတ်လို့လားဟာ ဒါနဲ့ကျွန်တော်ကဘာဖြစ်တာလဲဘာကြီးရဲလို့ပြီးတော့ဘာဖြစ်ရမလဲတူရဲတဲ့ဘာကြီးတင်နေစီဖို့ဟာပေါ့တဲ့ဒီတော့မှကျွန်တော်ကထထိတ်လက်လက်နဲ့စာအိတ်ကိုဖွင့်ကြည့်တော့စာအိတ်အတွင်းကော်တုတ်ထားတဲ့အနားမှာမွေးနှကောင်အခွေလိုက်နေတယ်လို့တယောက်နဲ့တကောင်နဲ့တကောင်လိမ်ပတ်ထွေလုံးနေတဲ့ဒစိတ်ကလေးတစ်ခုကိုမြင်လိုက်ရတယ်ခင်ဗျဒီတော့ကျွန်တော်ကအသေးချာကြည့်မလို့လို့တော့ဘာကြီးကစာအိတ်ကိုဆွဲလုပြီးမျက်နှာထားခက်ပြုံးပြုံးနဲ့ ၎င်းပါတူရဲ့ဘာကြီးကပြောမိပြောတာကတောင်ကတန်းနဲ့ပြောမိတာပါဘာမှကြောက်စရာမရှိပါဘူးဘာစားမှလည်းမပါပါဘူးလို့ပြောပြီးစာအိတ်ကိုသူ့အိတ်ထဲထည့်ထားလိုက်တာကိုခမဒီလိုပြောပြီးထမင်းဆက်ပြီးစားကြပါလေဘာကြီးပြေထမင်းသုံးလုံးပြအောင်စားမယ်လို့မထင်ပါဘူးအရက်ကိုကြီးပဲနင်းကန်တောက်နေတာပါပဲခမထမင်းစားပြီးတဲ့နောက်မှာလည်းဘာကြီးကသူ့အခန်းထဲသူ့ဝင်သွားရောကျွန်တော်ကတော့ဧကန်နာဒီကိစ္စပေါ်တော်တော်ကိစ္စမဟုတ်ဘူးတော်တော်အရေးကြီးတဲ့ကိစ္စပဲလို့တော့တွေးမိရခမဒါပေမဲ့ဘသူကမှတိုင်လောက်တဲ့လူမရှိတာနဲ့ ကျွန်တော်အမတ်တမဲ့ဖာတိပါတာနေလိုက်ပါတယ်ခင်ဗျာအဲ့ဒီနေ့နေ့လယ်လောက်မှာကျွန်တော်ကအိမ်အင်းနီးနားမှာရှိတဲ့တန်ငယ်ချင်းတယောက်စီသွားလဲပြီးပြန်လာမှာဘာကြီးကကျွန်တော်ပြောခဲ့တဲ့အခန်းထဲကတစ်တာလေးတလုံးပိုက်ပြီးထွက်လာတာကိုတွေ့ပါတယ်ခင်ဗျာကျွန်တော်ကိုမြင်တော့ဘာကြီးကဟေ့ပါဝင်မြို့တွေကရှင်းနေကိုပါထုံးွက်သွားခေါ်ချီစမ်းကွာမြင်မြင်လာခဲ့ဟဲ့ဒင်းတို့နဲ့ငါနဲ့တိခါတိကြပြီရောကွာလို့ပြောလိုက်တော့ကျွန်တော်လည်းရှင်းနေကိုပါထုံးဆိုတာကိုသွားခေါ်ပါတယ်ခင်ဗျခေါ်ပြီးဘာကြီးအခန်းထဲပို့ပို့ပြီးအပြင်ထွက်သွားတော်တော်ကြတော့ဘာကြီးကကျွန်တော်ကိုအခေါ်ခိုင်းလို့ အခန်းထဲဝင်ပြီးသွားသွားတော့ဘာကြီးကကလဲထိုင်တစ်ခုမှထိုင်ပါတယ်ခင်ဗျရှင်းနေကိုဘာဒုံးဆိုတာကကလဲထိုင်တစ်ခုမှထိုင်လို့သူတို့နေရအကြားမှာရှာရှာမီလင်းမီလ်ရှာမီလင်းပိုကြီးတစ်ခုအငွေတွေတချောင်းချောင်းနဲ့ခင်ဗျမိဖို့တဲ့မိဖို့ထဲမှာစကူတွေမိချုပ်ထားလို့ပြရတဲ့အချက်လိုက်ကျွန်းနေတာကျွန်တော်မြင်ရတယ်ခင်ဗျမိဖို့နားမှာတော့ဘာကြီးပိုက်ပြီးထွက်လာတဲ့တက်တာကလေးကပွင့်လို့ခင်ဗျကျွန်တော်တွေးပုံကတော့တက်တာကလေးတွေကစကူတွေကိုဖွင့်ယူပြီးမိချုပ်ပစ်ထားတဲ့အတူတယ်တက်တာဖုံးကိုလမ်းကြည့်လိုက်တော့ဖြင့်ကျွန်တော်လန့်သွားတယ်ခင်ဗျ ထွက်ကဥဆန်ရှာကမွေးနှကောင်တစ်စိတ်ကို တွေ့လို့လားမှန်ပါတယ်ခင်ဗျာမနေ့ခင်ကကျွန်တော်မြင်လိုက်ရတဲ့စာအိတ်ထဲမှာပါတဲ့မွေးနှကောင်အတိုင်းပဲခင်ဗျာတကောင်နဲ့တကောင်လိန်လို့ခင်ဗျာဒီတော့ကျွန်တော်ကဒီစာအုပ်နဲ့ဒီတိတ္တမှာပါတဲ့စက္ကူတွေနဲ့ဟာတနည်းနည်းအားဖြင့်ဆက်သွယ်ခြင်းရှိတယ်လို့ကျွန်တော်တွေးမိတာပါပဲခင်ဗျာမှန်တယ်စူဇန်ပါအောင်ဒါနဲ့ကျွန်တော်အခန်းထဲဝင်သွားတော့ဘာကြီးကဂိုင်းငတ်တူတဲ့ငါတည်တဲ့အခါမှာဘာကြီးမှရှိသမျှပစ္စည်းအလုံးကိုမင်းအဖေကိုငါအကုန်ပေးခဲ့တယ်တဲ့ အသက်အတိုင်းနေကြရမယ်ဆိုရင်မင်းအဖေသေပြီးတဲ့နောက်ဒီပစ္စည်းတွေကမင်းလက်ထဲရောက်မယ်တဲ့ရောက်တဲ့အခါကျရင်မင်းခံစားနိုင်ရင်လည်းခံစားရစ်ပြီးတော့တဲ့အကယ်၍ဒီပစ္စည်းတွေကမင်းကိုကောင်းချိုးချမ်းသာမပေးဘဲအနှောက်အယှက်ပေးခဲ့တဲ့ဆိုလို့ရှိရင်မင်းမုံပေဆိုတဲ့ရန်သူတယောက်ယောက်လက်ကိုလွဲအပ်ပြီးပေးခဲ့ပြီးတော့လို့ပြောပြီးကျွန်တော်ကိုစက္ကူတရက်မှာလက်မှတ်ထိုးခိုင်းပါတယ်ခင်ဗျာကျွန်တော်လည်းစာရွက်ကိုလက်မှတ်ထိုးပြီးပါရောရှင့်နေကိုပါထွန်းကလည်းစာရွက်ကိုယူပြီးအိမ်ဘောကဆင်းသွားပါရောခင်ဗျာ အဲ့ဒီကစပြီးကျွန်တော်ဗာကြီးရလဲရှေ့ကထဲ့တော်လူအတွေ့မခံတော့ပါဘူးခင်ဗျာတနေ့လုံးတညလုံးသူအခန်းလေးကကိုတဲပြီးထွက်တယ်လို့မရှိပါဘူးထမင်းစားချိန်လောက်လေးပဲအပြင်ထွက်လာပါတော့တယ်ခင်ဗျာကျွန်တော်မှတော့မေးလဲမမေးဝန်းသူ့အကဲလောက်ကိုပဲကြည့်နေရတာပါပဲခင်ဗျာအခန်းထဲမှာနေတဲ့အခါလဲပဒင်းပေါက်တွေအကုန်လုံးပိတ်အပြင်ဘက်ကိုခဏတစ်ဖြုတ်ထွက်လာပြန်ရင်လဲကြီးကြီးကြောင်ကြီးနဲ့ခင်ဗျတဖြက်ဖြက်တဖြက်ဖြက်လှက်နေတာပဲ ကျမ်းပေါ်ကိုမိချစ်ကလေးကြာသွားတာတောင်ပဲအမြောက်ပြစ်လိုက်တဲ့အတိုင်းပဲသူ့နားထဲမှာကြားဟန်ရှိလို့ခမညတခါတခါတော့လေဒုတ်ကြီးတချောင်းကင်ကအင်ပြင်ကိုထွက်ပြီးဘသူ့ကိုကြောက်ရမလဲလာဝင့်ရင်လာခဲ့ကြအကုန်ရိုက်တက်ပြစ်မယ်ဘာမယ်နဲ့ချင်းလားပါလားလှုပ်တယ်ခမညလှုပ်ပြီးတော်တော်ချာရင်ပြာကြီးပြာရာပြန်ဝင်လာပြီးတက်တော့မှမလုံးဝင်ပဲနဲ့ငင်းငင်းတက်တက်ကလေးအောင်းနေပြန်ပါရောခမညကျွန်တော်မှခမညဘဲနဲ့မှလည်းမတက်နိုင်မေးလည်းမမေးဝင်လို့ဒီလိုပဲကြည့်နေရပါတယ်ခမညစူပါအောင်ဆက်စူပါအောင်ပြောပါအောင်ပါ တညာတော့ခါတိုင်းလိုပဲဘာကြီးကအရက်တွေမူအောင်တောက်ပြီးဒုတ်ကြီးတစ်ချောင်းနဲ့အိမ်ပြင်ထွက်ဝင်ထဲမှာရှောက်ရှောက်ပြီးဘသူကမှမကြောက်ဘူးတော့တတိရှင်လာခဲ့ကြကွာလို့ဘာကွာလို့ကျင်းဝါပြီးနေပါတယ်ခင်ဗျကျွန်တော်မှလည်းဒီလိုပဲညင်ညင်ကလေးကုတ်ပြီးတော့နေရတယ်나이ဝဲလောက်ပဲကြတော့ဘာကြီးပြန်မလာတာနဲ့ကျွန်တော်ကနည်းနည်းစိတ်ပူတာနဲ့အစီကံဥတာဒွန်းကိုဟောပြီးမိရင်တလုံးနဲ့အိမ်ပြင်ထွက်ကြည့်ကြပါတယ်ခင်ဗျကြည့်တော့ဝင်ထဲမှာလည်းမတွေ့ဘူးခင်ဗျဘယ်များထွက်သွားပါလဲမလဲဆိုပြီးဝင်းပြင်ထွက်ပြီးရှာကြည့်တော့လဲလာဗျာ ၄၀၀၀လောက်ရှိတဲ့ချောင်းကလေးမှမောက်ရကြီးတည်နေတာကိုတွေ့ရပါတယ်ခင်ဗျာတွေ့လို့ဆင်းရုံပုတ်ပြီးပလိတ်တွေဘာတွေကတောင်ထောက်လန်းစုံစမ်းပြီးဘယ်လိုမှတ်ချက်ချပါသလဲဆိုတော့ဘာကြီးကတစုံတစ်ခုတော့အကြောင်းများချောင်းစိတ်ညစ်ညူးတဲ့အတွက်ကိုကိုကိုတက်ပြီးတည်တယ်လို့မှတ်ချက်ချလိုက်တယ်ခင်ဗျာထင်တော့လဲထင်စရာပဲပဲခင်ဗျာတိုးတော့ကျွန်တော်ရဲ့စိတ်ထဲမှာတော့ဘာကြီးတည်ဆုံးခြင်းဟာမွေးနှကောင်တစိမ့်နဲ့တနည်းနည်းအဖြစ်ပတ်သက်ပြီးတည်ဆုံးရှာခြင်းဖြစ်တယ်လို့ထင်မိတယ်ခင်ဗျာတိုးတော့လဲကျွန်တော်ထင်မြင်ချက်ဟာခလေးထင်မြင်ချက်ဖြစ်တယ်လို့အရာမရောက်လာပါဘူးခင်ဗျာ ဒါနဲ့ဘာကြီးဆုံးပြီးတဲ့နောက်ကျွန်တော်အဖေကတူထားခဲ့တဲ့ဥယျာဉ်ချက်မြေအမွေနှစ်နဲ့တကွနေအိမ်မှာလက်ခံသိမ့်ပိုက်ရပါတယ်ခင်ဗျာ နေစမ်းပါဦးမောင်ကျုပ်မေးပဲစမ်းပြရစီလို့ကိုစားအေးရတာနဲ့မောင်ဘကြီးဆုံးတာနဲ့အချိန်ဘလောက်ကွာပါတယ်အချိန်ကတလလောက်ပဲကွာပါတယ်ခင်ဗျာကောင်းပြီပြောပါအောင်ဒါနဲ့ကျွန်တော်အဖေကဘာကြီးပစ္စည်းကိုအမွေရပြီးတဲ့နောက်ဘကူးမမနေပဲအင်းစိန်မှာပြောင်းပြီးနေကြပါတယ်ခင်ဗျာ နေပြီးတဲ့နောက်တနေ့လောက်အကြာမှာ တနေ့မှာတော့ကျွန်တော်အဖေမှာစားတဲ့ဆောင်ရပါရောခင်ဗျစားရည်ထဲမှာတော့ဘာမှမထူဘူးမွေးရည်အစုပ်တစ်ခုပဲပါတယ်စားရည်အတွင်းဘက်ကလည်းဘာကြီးရတော့ကစားရည်အတိုင်းပဲမွေးနှကောင်လိန်ပြီးနေတဲ့ဒစိတစ်ခုပါပါတယ်ခင်ဗျကျွန်တော်တို့ဘာကြီးရဒီလိုဒီလိုပဲစားရည်တလုံးရဘူးတဲ့အကြောင်းကိုအရင်ကတော့ပြောဘူးတော့အဖေကမြေဥစားလည်းကားပါတဲ့တယောက်ယောက်ကနောက်တတောင်းနဲ့ရှောက်လုပ်ပြီးအင်းပို့လိုက်တာပါလို့ပြောဘူးတဲ့ခင်ဗျဒါပေမဲ့အခုတခါသူကိုယ်တိုင်ရပြန်တော့အဖေကမျက်လုံးပြူးတော့တာပဲခင်ဗျတော်တော်လေးတုံ့လုပ်သွားတယ် ဒါပေမဲ့ကျွန်တော်တို့အဖေကအင်မတန်ခေါင်းမာတဲ့လူတယောက်ဖြစ်လို့ခဏလောက်ပဲတူကြောက်တယ်တတော်ကြတော့အင်္ဂလိပ်မင်းတဲ့ထဲပဲတဲ့ပလိတ်တွေဘာတွေပေါ်ကပေါ်တယ်ပေါ်တယ်တဲ့ဘသူကတဲ့ငါတို့ကလာပြီးနောက်ဆက်မှာလေလို့ပြောပါရောခင်ဗျဒီတော့ကျွန်တော်ကဟုတ်ဒီဖြစ်စေမဟုတ်ဒီဖြစ်စေဒီအိမ်မှာမနေပဲပြောင်းရွှေ့ပြီးနေကြဖို့အကြောင်းကိုပြောတော့ငါသားတော်လိုက်မယ်မှတ်တာတဲ့အင်မတန်ကြောက်တတ်တဲ့အကောင်ကိုဆိုပြီးကျွန်တော်ကိုအပြစ်တင်တယ်ခင်ဗျ။လောင်းတလို့ပြောင်းတလို့အဲ့လိုမျိုးပြောလို့တော့ကျွန်တော်လည်းနောက်ထပ်ပြီးမပြောဝင်ပါဘူးခင်ဗျ။ ဒီလိုနဲ့နေကြလို့၃ရက်လောက်ရှိပြန်တော့တခါစားတဲ့ဆောင်ရပြန်ရောခမဒီတခါတော့စားရိတ်ထဲမှာစားရွက်ကလေးတခုပါပါတယ်ခမစားရွက်ပေါ်မှာတော့အင်္ဂလိပ်ဘာသာနဲ့စကုတွေကိုဝင်းတကားမှာချိန်ထားလိုက်ပါတယ်လို့ပါလာတယ်ခမဒီတော့အဖေကဘာစကုတွေလဲဟိတ်လို့ကျွန်တော်ကမြည်တော့ကျွန်တော်ကတစ်တာကလေးတွေကစားရွက်တွေထင်တယ်တိုးတော့ဒီဟာတွေကိုဘာကြီးကအကုန်လုံးမိချိုပစ်လိုက်ပြီးထင်တယ်လို့ပြောတော့ဘာစကုတွေညာတွေလို့ငါနားမလဲဘူးတဲ့သူတို့လိုချင်ရင်သူတို့ကိုယ်တိုင်လာပြီးတောင်းလိုက်မယ်တဲ့အရေးလုံးမနေဘူးတဲ့ ပေါ့ပေါ့ဆက်ဆာပဲပြောပြီးခက်အေးအေးနေပြန်တယ်ခင်ဗျကျွန်တော်ကပလဲကိုတိုင်ဖို့ပြောတော့လေနေပါစီကွာတဲ့မင်းကြောက်မနေစမ်းပါနဲ့တဲ့သူတို့တောင်းတိုင်းငါဘာလို့ပေးရမှာလဲတဲ့ပေးစာလဲစက်ကူမှမရှိပဲတဲ့ဒါနဲ့ဒီလိုနေခဲ့ကြလို့ငါရဲ့လောက်ကြတော့နေဦးမောင်ဒီစာနဲ့ဆောင်ဟာကောဘယ်မျိုးကစာတိုက်တဲ့စိတ်ပါတယ်စာတိုက်တဲ့စိတ်ကတော့ကလကတားမျိုးကပို့လိုက်တဲ့ထက်လိုက်တဲ့ဒစိတ်ပါပဲခင်ဗျဆက်ပြောပါဦးမောင် အဲ့လိုနဲ့9ရက်လောက်ကြာတော့ကျွန်တော်အဖေရန်ကုန်ကိုကိစ္စတခုနဲ့သွားလိုက်တာပြန်မလာဘူးခင်ဗျဒီတော့ကျွန်တော်ကစိုးရိမ်မကင်းဖြစ်တာနဲ့ဌာနကိုတိုင်းတိုင်ပြီးထောက်လန်းကြည့်တော့ညကလောကရထားဖို့ကလိမ့်ပြီးကြတဲ့အဖေလောင်းကိုမြစ်ထားလမ်းနဲ့ဘေးမှာတွေ့ရပါတယ်ခင်ဗျာအလောင်းမှလည်းဓာတ်တန်ရဒုတ်တန်ရတို့ဘာမှမရှိဘူးခင်ဗျာဒီတော့ပလိကဘလို့ထင်မြင်ချက်ပေးလဲဆိုတော့မတော်တဆရထားဘောကခြေကျော်ကြပြီးတည်ဆုံသွားတယ်လို့ဆိုပါတယ်ခင်ဗျကျွန်တော်လည်းဟုတ်တန်တော့ကဲလို့အောင်းမိပြီးဝိတ္တရားရှိတဲ့အတိုင်း အဖေရဲ့ဇာပနာကိစ္စကိုဆောင်ရွက်ပြီးအနောက်မရှိဘဲနေလာခဲ့တာတနေ့လောက်ကြာပါပြီခင်ဗျာတနေ့ကမှစားတဆောင်ရပြန်ရောလာမှာမှန်ပါတယ်ခင်ဗျာစားထဲမှာလည်းအဖေရတော့ကလို့ပဲစကူတွေကိုဝင်းကားမှချိန်ထားလိုက်ပါတဲ့ပါပါတယ်ခင်ဗျာဒစိကလည်းဒီအတိုင်းမှာပဲဝင်းနေကောင်ဒစိနဲ့မွေရီစုပ်ကလေးနဲ့ခင်ဗျာထို့သို့ပြောလိုက်တော့အခါမောင်ဆန်ရှားသည်စိတ်အားကြီးသောအမူအရာနှင့်ဒီတော့မောင်ဘက်နဲ့လှုပ်တယ် ဘယ်နဲ့မှကျွန်တော်မလုပ်တတ်ဘူးခမရဖျက်လေမောင်ရဲ့ဒီလိုနေရောလားပလိတ်ကိုတော့ကျွန်တော်တိုင်တယ်ခမရပလိတ်ကဘာပြောတဲ့တယောက်ယောက်ကနောက်တောက်တောက်လုပ်ပြီးအလကားပြောင်းနေတာပါပဲတဲ့ဘာမှမဖြစ်နိုင်ပါဘူးတဲ့ခမရအံ့ဩပါရဲ့ကွာတို့တော့လဲကျွန်တော်စိတ်ချင်တတ်အောင်ပလိတ်တရားကိုတော့နေရောညပါကျွန်တော်အိမ်မှာစောင့်ကြည့်ပေးဖို့ပေးထားတယ်ခမရဘယ်မှလဲအခုပလိတ်ပါသလားအိမ်မှာသာစောင့်ဖို့အမိတ်ပေးတယ်ခမရကျွန်တော်သွားရလိုက်ဖို့တော့အမိတ်ပေးမထားလို့မပါခဲ့ပါဘူး ဒါဖြင့်မောင်ဘာလို့ကြုတ်စီလာသေးတယ်လဲလာချင်းလာရင်လဲဆွဆွကဘာလို့မလာလဲဦးနဲ့မဲတော့ကြားတော့ကြားဥပါတယ်ခမတကယ်ဟုတ်မှဟုတ်ပါမလားလို့ထင်မိပါတယ်ဒီကနေ့ညနေမှဦးထွန်းမင်းနဲ့တွေ့လို့သူ့အမှုမှာဦးဆန်ရှာဆောင်ရွက်ပြီလို့အောင်မြင်ပူးချောင်းပြောပြလေတော့ညတွင်ကြီးပဲကျွန်တော်ပြေးလာခဲ့ပါတယ်ခမဒါကနေပြီးထက်တဲ့စားလဲရန်ကုန်တစိပ်ပါတယ်ခမရတာဘယ်နေ့ရရှိပြီလဲအဲဒီကနေ့ပါ၃ရက်ရှိပြီခမဟိုက် ရက်တောင်ကျွန်းနေပါပြီကောမကန်ကောင်းလို့တွေ့ရတာပါလား။အော်ဒါတဲ့ဦးစံရှာရကျွန်တော်တို့ဘာကြီးကသူ့ဆက်ကူတွေကိုမီးရှို့စဉ်အခါကဆောက်ရက်ကလေးတွေ့ရမီးဖို့တွေကလွင့်ပြီးကြတာကျွန်တော်မြင်လို့အမတ်မဲ့ကျွန်တော်ကောက်ယူပြီးဖွက်ထားပါတယ်ခင်ဗျ။ဟောဒီမှာဦးကြည့်ချင်းကြည့်ဖို့ကျွန်တော်ယူခဲ့ပါတယ်ဟုပြောပြီးလျင်မောင်ပါဝင်းဒီမီးလောင်လက်ဆားနဲ့ရှိနေသောဆောက်ရက်ငယ်တစ်ခုကိုအိမ်မှထုတ်ရပြရာ၎င်းတွင်အောက်ပါအတိုင်းအင်္ဂလိပ်ဘာသာဖြင့်ရေးသားပါရှိသည်ကိုတွေ့ရှိရလေ။1920မှတ်လ၄ရက်နေ့ဗနာချီရောက်လာ၏။ ခုနှစ်ရက်နေမုကဂျီနင်းကိုဝင်ဓာတ်တို့ထံသို့စာအိတ်များပြပို့လိုက်၏ရှစ်ရက်နေမုကဂျီထွက်ပြေးသွား၏ကိုရက်နေကိုဝင်ဓာတ်ကိုရှင်းလင်းလိုက်၏ထိုစာရွက်ကိုဖတ်ပြီးနောက်ဦးဆန်ရှာက gain မောင်မမြန်ကြီးပြန်ပြီးတော့ပြန်သွားပြီးအင်ရောက်ရောက်ချင်းဒီစက်ကူရွက်ငယ်မှတပါတခြားစာရွက်များမရှိချောင်းဘာကြီးဖြစ်သူဦးချစ်ဆွေကအားလုံးမီးရှို့ရပြစ်ခဲ့ကြောင်းကိုစာတစောင်ရေး ရေးပြီးဒီစာရွက်နဲ့အတူမောင်ပြောတဲ့တက်တာကလေးထဲမှာထက်ထက်ပြီးဝင်းကားမှာချစ်ထားလိုက်ပြီးတော့မှဒီအကောင်တွေကိုမိအောင်ဖမ်းဖို့အရေးထက်မောင်အသက်ပြေကိုကာကွယ်ဖို့ကအခုလက်ငင်းပို့ပြီးအရေးကြီးနေတယ်ကျုပ်ပြောတယ်လို့သာမှန်လို့ပြီးတော့သူတို့ကိုမိဖို့ရတောင်းကြတော့ကျုပ်တောင်းဝင်ရှိပါစေကြားလားကောင်းလာပါပြီခင်ဗျာနေဦးမောင်ဘာနဲ့ပြန်မလဲမိရထားနဲ့ပြန်ပါမယ်ခင်ဗျာဝရိယနဲ့သွားနော်အင်းစင်ရောက်တော့လေမောင်အင်ရောက်အောင်ချင်းလေးမသွားနဲ့မိရထားနဲ့ဖြစ်စီသွားကြားလားကောင်းပါပြီခင်ဗျာကိုင်းကိုင်းပြန်တော့ သူ့ကိုမိဖို့တော့နှက်ဖြန်ကစပြီးထုတ်ကြည့်လွတ်လိုက်မယ်ကြားလားကောင်းလာပါပြီခင်ဗျာတက်တာကိုယူမယူအကြောင်းတရက်နှစ်ရက်အတွင်းကျွန်တော်စကားပြန်လုပ်ပေးပါမယ်ခင်ဗျာ၎င်းနောက်ထိုသူငယ်သည်မိုးကအင်ချီကိုဝစ်ပြီးနောက်ခီးကိုယူ၍တိုက်ပေါ်မှဆင်းသွားလေ၏ထိုသူငယ်ဆင်းသွားပြီးသည့်နောက်မောင်ဆန်ရှားသည်မိမိပြုမဲဖြစ်သည့်အတိုင်းဆေးတံကိုဆေးထက်ပြီးနောက်ဆေးတဆုံကုန်သည့်တိုင်အောင်ရှူဖွာရင်းအမှုအကြောင်းနဲ့စင်စားဆင်ကျင်လျက်ရှိရာဈေးကုန်တစ်ပြင်ပြားများကိုခတ်၍ခါ၍ထုတ်ပြီးမှမောင်ဆန်ရှားက ជីတငယ်အတွက်အပုံကြီးကျုပ်စိုးရင်မိတယ်ဗျာဒီလောက်တောင်ပဲလားကိုဆန်ရှာဒီထက်တောင်စိုးသေးတယ်ဗျကျုပ်ဖြစ်ပြန်လွတ်လိုက်မိတာခမမပဲထင်တယ်ဒီတညာအတွက်နဲ့တော့ကိစ္စရှိနိုင်မှာမထင်ပါဘူးခင်ဗျာဒါတဲ့မွေးနှကောင်အထိမ်းမက်ကဘလို့ဟာလဲဗျခင်ဗျာသိချင်သလား gain ဒါဖြင့်ကျွတ်လျှောက်ပေါ်ကကျုပ်မဲ့တန်းစာကိုပေးစမ်းဗျာကျုပ်ဖက်ပြမယ် မောင်ဆန်ရှောင်းမှာမိမိကြုံတွေ့ခဲ့သမျှကြားသမျှတို့အကြောင်းအရာတို့အနက်မှအမှုနှင့်သက်ဆိုင်သည့်ထူးဆန်းသောအကြောင်းအရာများကိုစာအုပ်ကြီးတအုပ်တွင်မိမိကိုယ်တိုင်လက်ရင်းနှင့်ရေးပြလျင်မှတ်တမ်းတင်၍ထားတတ်သည့်ဖြစ်ရာကျွန်တော်သည်အဆိုပါစာအုပ်ကြီးကိုလမ်းယူ၍ပြလိုက်သည့်တွင်မောင်ဆန်ရှားသည်ဆိုင်ရာစာမျက်နှာကိုလမ်းလောရှာတွေ့ပြီးနောက်အောက်ပါအတိုင်းဖတ်၍ပြလေ၏မွေးနေ့ကောင်သင်ကြီးအကြောင်းအမေရိကန်ပြည်ထောင်စုနီးနာနေတရကိုခံယူပြီးလျင်အိန္ဒိယပြည်၌ယခုအခါလက်ဝဲတော်အသင်းပေါင်းအများအများဖွဲ့စည်းလျက်ရှိနေကြောင်း ၎င်းအသင်းများအနေမွေးနှကောင်အသင်းကြီးသည်အရေးကြီးဆုံးဖြစ်ကြောင်းထိုအသင်းကြီး၌ဥစ္စာတရဒနခိုင်နုံသူများဒါမကယာဒူးအကြီးကျယ်တိုး၍လောက်ကင်လျက်ရှိသူအိန္ဒိယတိုင်းသားတို့ပင်လျင်ပါဝင်လျက်ရှိကြောင်းများစွာသောအိန္ဒိယတိုင်းသားတိုင်းသားတို့သည်ကဘာစစ်ကြီးဖြစ်သည့်အခါကအင်္ဂလိပ်အစိုးရတို့ဘက်မှကူညီရသောဟောမျူးအလင်းမြန်ရလိမ့်မည်ဟုမျှော်လင့်အားထားလျက်စစ်မြေပြင်သို့အသက်ကိုဆွံ့ရလိုက်ပါတိုက်ခိုက်ခဲ့ကြကြောင်းတရရင်စစ်ကြီးပြီးမြောက်သည့်ဟောမျူးမရပဲရှိနေသောအခါ များစွာသောကလားလူမျိုးတို့သည်အင်္ဂလိပ်အစိုးရအပေါ်၌များစွာစိတ်နာခက်ပြီးလျင်အနီးနီးဖုံဖုံနှောက်ယှက်ပေးနိုင်စေခြင်းကမျက်ဝဲသောအသင်းရှိတစ်ခုကိုဖွဲ့စည်းခဲ့ကြသော၎င်းအသင်းသားတို့သည်ရန်ဖန်ရန်ခါလက်ဝဲစွာစီဝေးပြီးလျင်တအူးသောသူကိုမဲချ၍ထိုသူသည်အသင်းကခိုင်းစေသမျှကိစ္စတို့ကိုပြီးမြောက်အောင်ဆောင်ရွက်ရကြသော ဒုကိစ္စ၌ဆောင်ရွက်ရန်လိုသမျှသောငွေကြေးကိုအသင်းကထုတ်ပေးချောင်းအကြေရထူသူသည်မိမိ၏အိဆာကိုပြီးမြောက်အောင်မဆောင်ရွက်ဘဲရှောင်လွဲတိမ့်ဖယ်၍နေခဲ့ပါမူကြံရှိသောအသင်းသားတို့ကထူသူအားတနည်းနည်းနှင့်တုတ်တင်၍ပြစ်လိုက်ကြောင်းယခုခါ၌မူလိုဝဲသောပလိတ်အရာရှိတို့ကထိုအသင်းမျိုးကိုဖျက်ဆီးရန်အမျိုးမျိုးကြိုးစားအားထုတ်ခဲ့သည့်အရာထမြောက်အောင်မြင်ခဲ့သည့်ဖြစ်၍ဝင်းနကောင်အသင်းမှကစင့်ကလျာတကွဲတပြားရှိနေကြောင်းစသည်ဖြင့်အထက်ပါမှတ်တမ်းကိုဖတ်ပြပါသည် ို့တို့ဖက်ပြပြီးနောက်ဦးဆန်ရှာကကိုင်းကိုသိမ့်ပါခမားဘက်နဲ့တွေ့တယ်ကျွန်တော်တို့မမဝင်ရဲ့ဘာကြီးဦးချစ်ဆွေဟာဘင်္ဂလားမှာဆောင်းသွားတင်တယ်ကလားရီနဲ့ပေါင်းပြီးမွေးနှက်ကောင်အတင်းသားဖြစ်သွားတယ်လို့ကျွန်တော်ထင်နေပြပြီးတော့ကောပြီးတော့အတင်းကိစ္စကိုဆောင်ရွက်ဖို့မဲကြတဲ့အခါမှာမဆောင်ရွက်လို့ပဲထွက်ပြေးလို့လိုက်ပြီးတက်ကြတယ်လို့ကျွန်တော်ထင်ပါတယ်တွေးထိုက်ပါပြီတယ်ဗျာနောက်ပြီးတော့စက်ကူတွေပြန်တောင်းတာကော စကုတွေပြန်တောင်းတာကတော့ဒါတော့ကျွန်တော်မတွေ့တတ်ဘူးဗျစကုတွေကအသင်းမှတ်တမ်းတွေကိုရေးသားထားတာနဲ့တူတယ်ဗျကိုသိမ်းမောင်ကဘသူကိုရှင်းလင်းလိုက်တယ်ဘသူဟာထွက်ပြေးသွားတယ်နဲ့ပါတယ်မဟုတ်လားပါပါတယ်ဒီတော့ကဒီစကုတွေတယောက်ယောက်လက်ထဲမှာရှိနေတဲ့ကာလပတ်လုံးအသင်းသားတွေအားလုံးမှာစိတ်မအေးစရာဖြစ်နေတဲ့အတွက်စကုတွေကိုပြန်ရအောင်ကြိုးစားရတယ်မဟုတ်လားဗျပြန်မပေးတဲ့လူကြရင်လူသူတို့တုတ်တင်မယ်ဒီလိုမဟုတ်လား ဟုတ်မယ်တူတယ်ပြောဒါနဲ့မောင်ပဝင်ကလေးတည်းကျွန်တော်စိတ်ပူလာပြီဗျာဒါကြောင့်ကျုပ်ပြောတယ်မဟုတ်လားနို့ဗေးတဲ့ခင်ဗျားပြောသလိုဒီတည့်ရက်အတွက်နဲ့ကိစ္စရှိတာမဟုတ်ဘူးလို့မျှော်လင့်ရတာပါပဲဗျာဒါတဲ့ကိုသိမအောင်စာထက်တဲ့နေရက်နေ့ရက်တွေနေရက်တွေခင်ဗျားသတိထားမိရလားထားမိပါတယ်ဘုံပိုင်းတဲ့ကလကတာတဲ့ရန်ကုန်တဲ့ဒီမြို့တွေကဘယ်လိုမြို့တွေလဲမြို့ကြီးတွေကြီးပဲဗျာဒါမဟုတ်သေးပါဘူးဒီပြင်ဗာများထူကြသေးတယ်လေသုံးမြို့လုံးကပင်လယ်စိတ်ကမ်းမြို့ကြီးပဲဗျာ ဒီတော့ကဒီတခါတော့တမောစီသွားရင်ထက်ခဲ့တဲ့စာတွေပဲလို့ကျွန်တော်ထင်တယ်ဗျဒီလောက်မကတည်ဘူးကိုသိမ်းမောင်ကလွန်ခဲ့တဲ့၄၅၀နှစ်လောက်မှလည်းထက်သူကတမောစီနေတယ်၃နှစ်လောက်ကလည်းတမောစီနေတယ်အခုလည်းတမောစီနေတယ်ဒီလောက်တောင်တမောစီရရင်ဘယ်လိုလူတွေကလို့ခင်ဗျာမတွေးမိဘူးလားမတွေးတတ်ဘူးဗျတမောနဲ့ပတ်သက်တဲ့လူတယောက်ရောက်ပေါ်ဗျာစုပ်ထင်ပြောရရင်တော့မနေ့ပြန်တော့တေချာတေချာရောပေါ့နောက်တနေ့နိုင်မောင်ဆန်ရှားတီမနေ့ဆော့ဆော့ကပင်အိမ်မထွက်သွားရည် ညနေခင်းအချိန်တိုင်ရောက်မှမောကြီးပန်းကြီးနဲ့ပြန်လာခလေ၏ထွဲခါကျွန်တော်ကဘယ်နဲ့တော့ဦးစံရှာရနေရာကျခဲ့ပြီလားမကြတပိုင်းကြတပိုင်းပဲပြောမိုးလင်းကလေးကတင်မောစိတ်သွားပြီးပင်လယ်ကူးတင်မောတွေအကုန်ရှောက်ပြီးမွေမွေလိုက်တာတင်မောသာစစ်ရောကျုပ်တို့လူမတွေ့ခဲ့ဘူးဟမ်ဒါဖြစ်ဘယ်နေရာကျတာလဲဗျမိုးမလင်းခင်ကတင်မောတစီထထားတယ်တဲ့တင်မောတစီကမနဲ့မိုးမလင်းခင်ကထွက်သွားတာအဲ့ဒီတင်မောပုံမှာသူခဏနာရင်ကုန်တိုင်း သတင်းစာအတိုင်းမှဒရဝန်ကလားသည်ထိုညက်ထိုနေ့ညက်နေထုတ်သတင်းစာများကိုပွေလျက်တိုက်ပေါ်သို့တက်လာပြီးလျင်သတင်းစာတစောင်းကိုပြည့်စင်သွားလေ၏မောင်ဆန်ရှားလည်းသတင်းစာကိုအမက်မဲ့လမ်းယူ၍လန်လိုက်သည်တွင်အကျိုးနဲကုန်ပါပြီးကောကိုသိမ်းမောင်ဟုအော်ဟိရေပြောလိုက်လေ၏ထွဲအခါကျွန်တော်သည်ထိုင်ရာမှထပြီးလျင်မောင်ဆန်ရှား၏ပခုံးပေါ်မှကျော်၍သတင်းစာကိုဖတ်ကြည့်ရာ အောက်ပါအိဘယ်အတိုင်းရေးသားပါရှိသည်ကို တွေ့မြင်ရလေ၏မိရထားပေါ်မှာမတော်တဆဖြစ်ပွားခြင်း ရမညကရန်ကုန်ဘူတာမှ10နာရီမိနစ်40ချိန်တွင်ထွက်သောအင်းစိန်လောကမီယထာသည်အင်းစိန်ဘူတာသို့ဆက်ရောက်ခါနည်းတွင်လက်မှတ်စရရှိသည့်ဒုတိယဒဏ်ရွေးတရွဲသို့လက်မှတ်စရဝင်သွားသောအခါလူတယောက်သည်လဲနေသည်ကိုတွေ့ရှိရကြောင်းထိုအခါလက်မှတ်စကအရက်မူး၍လဲနေသည်ဟုထင်မှတ်သဖြင့်လှုပ်ရခေါ်သောအခါထိုလူမှအသက်မရှိဖြစ်သည်ကိုတွေ့ရှိရကြောင်း၎င်းတော်အင်းစိန်ဘူတာသို့ဆက်ရောက် မြို့ပလိတ်အရာရှိတို့အားတိုင်တန်း၍စုံစမ်းကြည့်ရှုကြရာတွင်ထိုသူမှဒဏ်ရာဒဏ်ချက်ဟူ၍အရှင်းမတွေ့ရှိရာကြောင်းတယောက်သော ပလိတ်အရာရှိကမူထိုသူသည်ရွာမရက်၌နေထိုင်သော မောင်ဘဝင်းဆိုသူဖြစ်ကြောင်းထွက်ဆိုလျာပလိတ်သက်ဆိုင်ရာကယခုအခါထိုမှုကိုဆက်လက်စုံစမ်းမေးမြန်းလျက်ရှိကြောင်းတယောက်သောခီးတွေကမူမိရထားသည့်ကျင်းမြတိုင်ဘူတာယုံမှထွက်ခွာသည့်အခါ၌ကလားလူမျိုး၃ယောက်၎င်းတွဲသို့တက်သွားသည်ကိုတွေ့မြင်ရာကြောင်းထွက်ဆိုကြောင်း ထိုသတင်းကိုဖတ်ဖတ်ပြီးနောက်ဥဆန်ရှားသည် အလုံးတရာ တုန်လှုပ်တော်အတန်ဖြင့်ကြည်စမ်းပါဦးတော့ကိုသိန်းမောင်ရဲ့ဖြစ်ရလေခြင်းဗျကျုပ်စီကိုလာလာရှာရက်နဲ့သူ့အသက်ကိုကျုပ်မကယ်လိုက်ရဘူးတဲ့ဗျာကိုင်းတို့တော့ဒီကောင်တွေသိရစီမယ်ဗျာထို့တို့ညဉ့်ညူကကြုံဝါပြီးနောက်ဂျင်းနဲ့တဆောင်ကိုရေးလေ၏၎င်းဂျင်းနဲ့မှာကလက်ကတာမျိုးစိတ်ကံပလိတ်အရာရှိများထံတိုင်ရိုက်ချလာသောဂျင်းနာဂျင်းနဲ့ဖြစ်လျာအတိတ်ဘယ်မှာ ဘလူးချစ်စတန်တင်မောဆိုက်ရောက်လာသည်နှင့်တပြိုင်တည်းဒုတိယတင်မောရာရှိကလားလူမျိုးချတာဂျီကို၎င်းမိထိုးသမားကလားလူမျိုးချန္ဒရာကို၎င်းဆလင်ဖြစ်သူကလားလူမျိုးဘိုဘင်ဒရာနယ်ကို၎င်းလူသက်မှုနှင့်ဖန်ဆီးချုံနောက်ထမ်းရန်ဖြစ်လေ၏တို့ရာတွင်မောင်ဆန်ရှားမှထိုအမှု၌တက်တည်လဲမလိုက်ရတော့ချေဘင်္ဂလန်မျိုးပလိတ်တို့လည်းလူစုများကိုဖန်ဆီး권မရှိတော့ချေအကြောင်းကိုဆုံရသောဘလူးချစ်စတန်တင်မောသည်ရန်ကုန်မှထွက်ခွာပြီးနောက် ဘင်္ဂလားပင်လယ်အော်ထဲတွင် မုန်တိုင်းမိ၍ခီးတယ်များနှင့်တကွတင်းမောသားများပါတက်ရောက်မချင်နစ်မြုပ်ပျက်စီးကုန်လေသောကြောင့်ပေသည်ရှူတောင်းယခုလိုအချိန်ပေးနားဆင်ပြီးခဲ့တဲ့အတွက်ကျေးဇူးအထူးပဲတင်ရှိပါတယ်အားလုံးပဲဘေးရန်ပေါင်းကင်းစင်ပြီးကိုစိတ်နှပြချမ်းမာချမ်းသာကြပါစေလို့ဆုတောင်းမြတ်တာပို့သလိုက်ပါတယ်ခင်ဗျာ